မင်္ဂလာပါကျွန်တော်တို့ဒီ auto rating စနစ်ထဲမှာ function တစ်မျိုး ਨੇ မိတ်ဆက်ပေးချင်ပါတယ်ဒါဒါပါ function လဲဆိုတော့ကျွန်တော်တို့ motor auto rating စနစ်မှာရေးမရှိဘဲနဲ့တခါတလေ motor ကြီးလဲနေတတ်တယ်ပေါ့နော်ဆိုတော့လဲတဲ့နေရာမှာကျွန်တော်တို့ရေးရှိမှလဲအောင်ဆိုပြီးတော့ဒီ control pin နဲ့လေးကနေထိန်းချုပ်ပေးထားတာပေါ့နော် ို့ဘာလို့မလဲဆိုတော့အဓိကတော့ရေရှိမရှိတိတဲ့စင်စားအဓိကပေါ့နော်အဲဒီစင်စားမှမဟုတ်ဘူးနော်အခြားစင်စားတွေလည်းအများကြီးရှိတယ်ပေါ့နော်အဓိကတော့သူစင်စားကအလုပ်လုပ်ပြီးတော့မှ control panel ကို control လုပ်မယ်လုပ်ပြီးတော့မှ output ကိုထွက်ပြီးတော့မှအဲ့လိုမျိုးလေပတ်မှာပေါ့နော်ကျွန်တော်တို့ကျွန်တော်ဒီဘလို့ဘလို့လေးလေးလောက်ထားလဲဆိုတော့ကျွန်တော်ရဲ့ဒီ ပိုက်ထဲမှာရေမရှိမရှိရေရှိမရှိကိုဒီစင်စာနေပြီးတော့အာယုံခံမယ်ပေါ့နော်တနည်းပြောရင်ဖတ်မယ်ပေါ့ဖတ်ပြီးတော့မှဒီ control ဘုတ်ကိုလှမ်းပို့ပေးမယ်အဲ control ဘုတ်ကနေပြီးတော့မှတခါကျွန်တော်ဒီကောင်ဒီ rally rally တုံးပေးထားပါနော် rally နဲ့သူ control လုပ်မယ်လုပ်ပြီးတော့မှ output ဒီဘက် output ထွက်ပြီးတော့ AC 220 output ထွက်ဒီ AC 220 input ဝင်ပြီးတော့ output ကလည်း120ပြန်ထွက်ထွက်ပြီးတော့မှထွက်လိုက်တဲ့ကြိုးကတော့ဒီဒီကြိုးပေါ့နော်ဒီဒီကြိုးဒီကြိုးဒီကြိုးထွက်မယ် output ထွက်ပြီးတော့မှဘယ်လိုသွားမလဲဆိုတော့ဒီတော့နောက်တစ်ခုကတော့မော်တာမော်တာကွန်ထရိုးဆွိတ်ဟိုလှမ်းပြီးတော့မီးလှမ်းပို့ပေးမှာပေါ့နော်အဲ့တော့မှမော်တာနေပြီးတော့မှရေရှိမရှိတိတဲ့ control pin เนี่ยมายีติมาป่ะဒီกองเนี่ยဒီ control pin เนี่ยอดิก็တော့ไปแท้มายีไม่ရှိရှိဒီสร้างကြည့်ได้ဖန်ရှင်แม้ตูต้งไปทาบ่เนาะยีရှိยินออกปွင့်220ထုတ်ไปมั้ยยีไม่ရှိยินထုတ်ไม่ไปด่าไปตู้เนี่ย control pin เนี่ยยีဒီออกปွင့်ထွက်လာတဲ့220ဟိုမှာ ACO မှာ ဒီမော်တာပင်နဲ့ပန်နယ်တွေကိုတွားပြီးတော့ထက်မော်တာပန်နယ်တွေကနေပြီးတော့မှအဲကြတော့ရေတိုင်ကြီးရဲ့စင်ဆာကိုသူက control လုပ်ပြီးတော့မှအဲမော်တာအဲတိုင်ရေရေတိုင်ကြီးထဲမှာရေ level ဘယ်လောက်ရှိလဲမရှိဘူးလဲဆိုတော့သူကနေပြီးတော့ပြန်ပြီးတော့မော်တာနေပြီးတော့ပြန်မောင်းမှာပေါ့နော်ကျွန်တော်တို့ကဒီပန်နယ်ကတော့အဲ့ဒီမော်တာပန်နယ်ကို မီးပို့ပေးရုံတက်တက်ပဲเนาะဒီကနေမီးပို့ပေးမယ်မီးကိုဖြတ်ပေးမယ်ဘာလို့ရေမရှိဘဲနဲ့တခါတည်းမော်တာတွေကလဲနေလို့လေကျွန်တော်တို့အဲဟို overload တွေဘာတွေအခြားဖန်ရှင်လည်းရှိတော့ရှိတယ်ဒါနဲ့အမျိုးမျိုးပဲလေကြောင်းနေကြတော့မတူဘူးပေါ့ဒီဒီနီးလေးကလွယ်လဲလွယ်ကူပြီးတော့စင်ရတာလည်းတော်တော်လေးလွယ်တယ်ပေါ့နော်အဲဆိုတော့သူ့မှာဘာတွေပါမလဲဆိုရင်ဒီကောင်ကအာ power supply ဘိုင်းက12 volt 5 volt to 24 volt အဲ့ဒီမှာသူလှုပ်လှုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က12 volt DC 12 volt ကိုဒီမှာကြွေးပြီးတော့ဒီ rally ကိုခိုင်း rally ကလည်းပဲသူ control လုပ်တဲ့ power supply ဘိုင်းက12 volt DC 12 volt ပေါ့နော်အဲ့ဒီမှာဆိုရင် DC 12 volt သူ့ရဲ့အထဲတဲ့ relay တွေရဲ့ဟွာဒီရဲ့ ampere တော့ဘယ်လောက် ampere လဲဆိုရင်10 ampere ဒီသူကမကနက်တက်သူကအလုတ်လုတ်ပေးရပါတော့ဒီအထဲတဲ့ဆွီတွေအဲ့တော့ကျွန်တော်တို့မော်တာလည်းပဲ ampere နဲတဲ့မော်တာမျိုးဆိုရင်ဒီကောင်နိုင်တယ်ပေါ့နော်မော်တာအမ်ပီယာများတဲ့မော်တာဆိုရင်တော့တမျိုးပေါ့လုံများတဲ့မော်တာမျိုးဆိုရင် ဒါဒါတနည်းပြောင်းရမှာပေါ့နော်ဒီခုကတော့ဒီကောင်ကလုံနေတဲ့လုံနေတဲ့ကောင်ကိုကျွန်တော်ဒီဒီ rally နဲ့ပဲခံပြီးတော့မှလွတ်ပေးထားတယ်ပေါ့နော်အဲ့ဒီမှာဘာတွေဘာတွေ blue လှုပ်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ t ရေပိုက်မှာ t t t ပိုက်လုံမယ်ဒါပဲ t ပိုက်တစ်လုံးမယ်လုံမှာပေါ့နော် t ပိုက်